မင်္ဂလာပါခင်ဗျာအခုတက်ဆက်ပြီမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက i citizen journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်အခုတက်ဆက်ပြီမဲ့သတင်းကတော့ဂျာမနီနိုင်ငံဆရာဝန်တွေနဲ့မြန်မာစဖို့မှုအသင်းနဲ့ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့တို့ပူးပေါင်းပြီးတော့ပဲခူးမြို့ပြည်သူစေယုံကြီးမှာနှကန်းကွဲတဲ့လူတွေအာကောင်ကွဲမီးလောင်တန်းရနဲ့အစီကျိတ်ရောဂါရှင်တွေကိုဇန်နဝါရီလ29ရက်နေ့ကစပြီးတော့ဖေဖော်ဝါရီလ3ရက်နေ့ထိ 6ရက်တာအခမဲ့ခွဲစိတ်ကူးသတ်မှုပြုလုပ်ပေးနေတဲ့သတင်းပါခင်ဗျာဒီသတင်းကိုတော့ ICJ အောင်စိုးမိုးကပြပို့ထားပါတယ်ဇမ် main aim is always to to support the Myanmar health system since 20 years now ခုလိုဆောင်ရွက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့ဟိုကျမရေးစနစ်ကိုအတင်တက်နိုင်တဲ့ဘက်ကနေအထောက်အကူပြုပါရဲအထောက်အကူပြုတဲ့အတူဒါပြီးတော့ဆင်းရဲပြီးတော့ဆင်းရဲတဲ့ဆင်းရဲတဲ့ဟိုတချို့ဟို ဟာပေါ့မျိုးကြီးပြကြီးတွေမှာမနေနိုင်နဲ့မနေမနေကြတဲ့အဲတိုင်းသူပြည်သားတွေအတွက်သူတို့ကနေပြီးတော့ကျမရဲ့အထောက်အကူပြုနိုင်တဲ့ခွဲစိတ်ကူတာမှုတွေလုပ်ပါတယ်။တချို့ကမျိုးကြီးတွေမှာမရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတချို့ခွဲစိတ်ကူတာမှုတွေကသူတို့အတွက်ဆိုလို့ရှိရင်မျိုးလာမဲ့လမ်းကြီးနဲ့နေထိုင်ကြီးနဲ့ခက်ခဲဖြစ်တဲ့ဟာမ ကိုအခုကျမတို့ကဒီလိုမျိုးနေတွေမှာလိုက်ဖွဲ့ပြတဲ့အတွက်သူတို့ဖွဲ့စိတ်နိုင်ကြတယ်သူတို့နဲ့နီးတဲ့မျိုးဒီမျိုးတွေကိုလာပြီးဖွဲ့စိတ်နိုင်ကြတယ်နောက်ပြီးတော့နိုင်ငံနဲ့တဝက်မှာ surprise တာအသင်းတွေကလည်းကူညီကြတဲ့အတွက်အခုဆိုရင်အဲ့လိုဖြစ်ဖြစ်မြောက်ဖွဲ့စိတ်ပြုသားနိုင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့မြန်မာမြန်မာဆရာဝန်တွေနဲ့အတူတွဲဖက်ပြီးတော့ကူတာတဲ့အတွက်ကြောင့်မလို့ဟိုမြန်မာဆရာဝန်တွေမြန်မာဆရာဝန်တွေကလည်းဂျာမန်ဆရာဝန်တွေရဲ့ခွဲတဲ့ list နဲ့ကိုလေ့လာရတယ်လို့ဂျာမန်ဆရာဝန်တွေအနေနဲ့လည်းမြန်မာဆရာဝန်တွေအသုံးချအသုံးပြုနေတဲ့ list နဲ့ဒီလို ပြန်လဲပြန်လဲနှိမ့်တော့ပြလဲပြီးတော့လေ့လာကြတယ်တည်ယူနိုင်ကြတယ်ဆိုတဲ့ဟာမျိုးဖြစ်ရှိနေပါတယ်ရှင်။အဲငွေလေးကဘယ်လဲပါလာတော့ဘယ်လဲလဲလဲလာတော့ကချုပ်နေအဲအခုတော့ဗန်ကသမရှင်တို့တော်တော်မချုပ်နိုင်ဘူးအားမလို့ဘုန်းကြီးအလဲသားချုပ်နေတော့ကျွန်တော်တို့လည်းဝမ်းလာတယ်ကိုရရပါစားပြန်။ကိုရချွတ်ရစားပြန်ဝင်။ အဲ့ကတော့မဟုတ်ပတ်သက်မရှိတော့လည်းမကုနာမကုနာတော့အဲ့ဒါကအလူရှိတယ်လားလို့လည်းကူပါခုတည်းဆက်ပေးမဲ့တဲ့ရန်တော့ကလေးတွေကိုပကြီးပြိုင်ပွဲတွေစဖက်ပြိုင်ပွဲတွေပြုလုပ်ပေးတာပညာရေးရလတ်ကောင်းအတွက်ဖြစ်တယ်လို့မြန်အောင်မျိုးဒုတိယပညာရေးမှူးပြောဆိုထားတဲ့သတင်းရုပ်သံပါခင်ဗျာရှုစားပါ AIU တိုင်းမြန်အောင်မျိုးမှာဇန်နဝါရီလ29ရက်နေ့ပြန်ဆက်ရုံးမှာကျင်းပပြုလုပ်တဲ့ စာဖတ်တဲ့ပကြီးပန်းပွဲအခမ်းအနားမှာအခုလိုပြောတာပါဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့အခုပကြီးတို့ဒီစာပတ်ပြိုင်ပွဲလို့ဆိုတာပညာရေးအတွက်အများကြီးအထောက်အကူပြုပါတယ်ကလေးတွေကသူတို့ရဲ့စိတ်ဆန္ဒအရပေါ့နော်ခံစားချက်အရဒီဖော်ထုတ်နိုင်ခွင့်ကိုရရှိစေပါတယ်ဒါကြောင့်မို့လို့အခုလိုပကြီးပြိုင်ပွဲတို့ပါတို့ပြုလုပ်ပေးခြင်းဒီကောင်းတဲ့ ပညာရေးအတွက်လွန်မဲ့ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုနေ့လယ်တနာရီမှာစတင်ခဲ့တာဖြစ်ပြီးအာလာကလက်ပတ်ရနဲ့အာမကတာဂျီနန်ကျောင်းကကျောင်းသားကျောင်းသူအယောက်20ပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲကိုမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင်သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ ြာပြီးရဆက်သားတော့เนาะကျွန်တော်တို့ရဲ့နိုင်ပြီပေါ့စာကြီးကြိုက်ကြီးကိုကလေးနိုင်ပြီဒီကလေးတွေအနေနဲ့ပန်းဖြေနေရတယ်တခုငါကူကအတိမညာရှာနေတယ်နေရာလေးဖြစ်ဖြစ်အောင်ကြည့်ရပြီးတော့ဒါကိုလည်းပြပါတယ်ဒီကလေးနေရာလည်းစာပြေုံနေပေါ့ဘူးပန်းဖြေတဲ့အချိန်မျိုးမှာထွက်သွားပါပြီဆုံးသားလို့ရတယ်ဆိုတော့အတိလေးကိုတော့ဒါကျွန်တော်တို့ကစီစဉ်လေးလုပ်ပါတာပါပြန်ဝဲမှာမူလာတန်းနဲ့အလေတန်းကျောင်းအဆင့်ကျောင်းသားကျောင်းသူတွေပါဝင်ရှင်ပြိုင်ပြီးစိတ်ကူးရင်ပကြီကောင်းစင်နဲ့ပကြီပြိုင်ပွဲ ဇန်နဝါရီစာဆောင်တွေကိုဖတ်ပြီးသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေပြန်လဲအလွတ်ဆိုပြရတဲ့စာဖတ်ပြိုင်ပွဲတွေပြုလုပ်တာပါပြိုင်ပွဲမှာပထမဒုတိယတတိယနဲ့နှစ်သိမ့်စုတွေအတီးတီးချင်းမြင့်ခဲ့ပြီးငွေကြေးအယုံနဲ့အတုံးဆောင်အဝတ်အထည်တွေလည်းပါဝင်ပါတယ်အခုလိုပြိုင်ပွဲမျိုးကိုပထမဆုံးချိန်ပြုလုပ်ခဲ့တာဖြစ်ပြီးနောက်ထပ်ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်းသိရပါတယ် ခုတစ္ဆက်မဲ့တည်ရန်တော့ AOD တိုင်းကြံကင်းမျိုးမှာအမျိုးသမီးအခွင့်အရေးနဲ့လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲပြုလုပ်ခဲ့တဲ့တည်ရင်ရုပ်သံပါခင်ဗျာဒီတည်ရင်တော့ ICJ ကြော်စေရပြပို့ထားပါတယ်ယူကြပါနေရာတာဘာလို့နေရာလေးနေပါတယ်ဆိုရင်ပြင်းပြင်းထားနိုင်တဲ့အလို့ရှိပြီးတော့အမှန်တမ်းမှာနည်းနေရာ ဟုတ်အကြံငင်းမျိုးနယ်မှာဆိုရင်ဒါကျွန်တော်တို့ကအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကိုမဖြစ်မနေညှင့်တင်ဖို့လိုအပ်လာတယ်။မဖြစ်မနေညှင့်တင်ဖို့လိုအပ်လာတယ်ဆိုတာကဘာကိုညှင့်တင်ကြမလဲ။ကျွန်တော်ခုနပြောခဲ့သလိုမြန်မာနိုင်ငံမှာအမျိုးသမီးခွင့်ရေးနဲ့ပတ်သက်ရင်အဓိကအားနည်းချက်ကနိုင်ငံရေးအရာယုံကြည်မှုအမျိုးသမီးတွေမှာယုံကြည်မှုအားနည်းတယ်လို့သုံးသပ်လို့ရတယ်။အဲ့တော့ကျွန်တော်တို့မျိုးနယ်ကလည်းမြန်မာပြည်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။စိတ်ပိုင်းတစ်ခုဖြစ်တော့ကျွန်တော်တို့မြို့နယ်မှာလည်းပဲမြို့သမီးတွေရဲ့အခမ်းကဏ္ဍကနိုင်ငံရေးအရာ ဥဆောင်မှုခံကဏ္ဍတွေမှာယုံကြည်မှုအားနည်းနေတဲ့အပိုင်းလေးတွေတွေ့နေရတယ်။ဒီခံကဏ္ဍတွေကိုပြုပြင်စေချင်တယ်။ကျွန်တော်ခုနထောက်ပြခဲ့တဲ့ထွေဥမှာကျွန်တော်ပြောတယ်ထွေဥတွေကိုပြောတယ်ဟို data company တွေကျွန်တော်တို့ခုစတင်ဖွဲ့လိုက်ပြီးဒီဆိုရလက်ထက်မှာဖွဲ့တဲ့ data company တွေမှာအမျိုးသမီးတွေရဲ့ပါဝင်မှုကို format ချပေးဖို့ဒါတို့ရှိရကျွန်တော်ဒီသဘောတူညီမှုလေးဒါရလိုက်တယ်ပေါ့။ရခင်တော့ကကြားနေမှာကျွန်တော်ဌာနတွင်းမှာလည်းဒီကလေးတွေကိုအမှတ်နဲ့ဖွဲ့လိုက်လို့ကျွန်တော်တို့ဌာနတွင်းမှာလည်းဒီ KPI ကိုလက်ထောက်ပြီးပြန်လည်ပြန်လည်အမျိုးသားတွေလည်းပါတယ်။ လက်ရှိအချိန်မှာတော့အလို့သမီးတွေအားလုံးဖြစ်တယ်ပြီးဖို့လေပြီးခဲ့တဲ့ဆက်နာပြန်စားပြီးကျွန်တော်တို့ကလည်းသိပ်ပေါ်နေကြအောင်ရှောင်းလဲရှောင်းလဲဆက်သမားတွေရဲ့အရေးချင်းကျွန်တော်တို့အလို့သမီးတွေရဲ့အရေးချင်းကျွန်တော်တို့ဌာနကအင်းတယ်ပြီးပြီးလိုက်ကြအောင်လည်းမှတ်ပါလို့ဆိုတော့ကျွန်တော်တို့လည်းလောင်းနေတယ်ဒီရဲ့တောင်လို့မလို့လားအပြင်နဲ့အင်တာနက်ကိုလည်းတရားနေပြီးတော့လည်းပဲတွေးကြကြုံကြသုံးရရဲ့အပြင်မှာတကယ်လို့အခြေမရှိဘဲနဲ့လည်းအပေါ်ရှက်ပိတ်ကလေး လုံးချစ်တိုင်းတဲ့ပုံတွေပူရွယ်ပြီးတော့ဆမာကျွန်တော်နိုင်ထူတာနော်အဲ့ကြတော့နောက်ပုံစံနဲ့ပါလေကျွန်တော်တို့ဘက်ကလူမီးကိုရင်းနဲ့တက်တဲ့ကိစ္စရဲ့လူတွေကိုသိသားပြီးတော့ကျွန်တော်ပေါင်းပေးပါမယ်။ဆောင်ရက်တဲ့နေရာမှာတော့လူသီးကြီးနေတဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ပေါ်မှာဘယ်အတွက်ညာဆက်ဆိုတာလေးပြပြီးတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ပေါင်းစုတဲ့အနေနဲ့ဥပပေါင်းကိုပေါင်းပေးကြဖို့ကျွန်တော်နေတဲ့ဒီတိုင်းတိုင်းတို့ဆိုတာဖြစ်ပါရဲ့ အခုတက်ဆက်ပြီးမဲ့တဲ့ရန်တော့ဖေဖော်ဝါရီလ17ရက်နေ့ဗိုလ်ချုပ်အောင်ဆန်းရဲ့တရားနှစ်နှစ်မြောက်မွေးနေ့မှာထားရှိမဲ့အတွက်ဗိုလ်ချုပ်ကျေးသွန်းရုပ်ကိုမန္တလေးမြို့အနေနဲ့ဂွေတိုင်းဒေသကြီးအောင်လံမြို့ကိုတည်ဆောင်လာတဲ့သတင်းရုပ်တံလေးပါခင်ဗျာဒီသတင်းကတော့ ICJ ဘောက်ဦးကပေးပို့ထားပါတယ်ဒါတယ်သူမြို့သူကဘယ်တော့မှမမိခဲ့ဘူး မိလည်းမမိဘူးတော့ကျွန်တော်ဟုတ်တယ်အဲ့ဒီအရုပ်ကဖြစ်ပေါ့အပ္ပမတ်နောက်တစ်ချက်ကဘုဇုတ်စိတ်တန်နောက်ထပ်ဘုဇုတ်လိုဒီလိုဘုဇုတ်လိုနိုင်ငံသားကောင်းမှုတို့မှုမှာပေါ်ပြခြင်းတွေဒီပြတ်ဆန်းကူကြပြဖြစ်ဆန်းမပြဖို့ဘုဇုတ်အဲ့ဒီဘုဇုတ်တို့ရှိတာအဓိကတော့ညာပါပဲအဓိကတောင်က23ပါဒီတော့တောင်ငါ23နဲ့ဥဆောင်ပြီးတော့ဇီဝေးတွေပါနေကျွန်တော်စရင်ပြောဒါအကောင့်တွေပေါ်ခဲ့တယ်။အော်လုပ်ငန်းစတဲ့အချိန်မှာတော့နည်းနည်းခက်ခဲရှိပါတယ်။ဒါတော့ ကျွန်တော်တို့ဘက်ကလူမှုနဲ့ဟိုချိတ်ဆက်တဲ့ပုံမှာဟိုယုံကြည်မှုတည်ဆောက်ရတဲ့အကာလတွေနည်းနည်းရှိတယ်။နောက်ပိုင်းကျွန်တော်ပြည်သူလူထုကအကုန်ပူးပေါင်းပါတယ်။ငွေကြေးတွေလည်းလူတယ်။နောက်လိုအပ်တဲ့နေရာတွေမှာတဝါတွေလည်းအားလုံးလူတယ်။ဒီနေ့ဆိုလည်းကျွန်တော်တို့မြို့သားကျွန်တော်ကြီးရဲ့ရုပ်ထုကိုကျွန်တော်မန်လေးကနေတည်ဆောက်လာပြီးတော့ကျွန်တော်တို့ဒီဟိုမြို့သားကျွန်တော်ကြီးရဲ့ကျွန်တော်တို့ဟိုဒုလိုက်ပြည်သူကြီးရဲ့မွေးနေ့မှာဖွင့်နိုင်ရေးပေါ့တရားနည်းနည်းမြောက်မွေးနေ့ကိုဖွင့်နိုင်ရေးအတွက်ကျွန်တော်ရုပ်ထုတွေတည်လာတယ်အဲ့လိုပဲ။ စ်ဆက်ပေးမယ့်သတင်းကတော့မြန်အောင်မြို့မှာပရာဟိတလူမှုရေးအသင်းအဖွဲ့နဲ့ရင်ပိုင်ရှင်ရင်မောင်းတွေကိုမြို့နယ်ရဲတပ်ဖွဲ့ကရင်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့တဲ့သတင်းရုပ်သံပါခင်ဗျာရှုစားပါဦးမြန်အောင်မြို့နယ်ထဲမှာရှိတဲ့ပရာဟိတလူမှုရေးအသင်းအဖွဲ့တွေနဲ့ရင်ပိုင်ရှင်ရင်မောင်းတွေကိုမြို့နယ်ရဲတပ်ဖွဲ့ကနေရင်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောဆွေးနွေးပွဲကိုဇန်နဝါရီလ28ရက်နေ့ကမြောင်မြို့ ဝေလူဝင်စာတင်တိုင်းမှာကျင်းပခဲ့ပါတယ်အဲကျွန်တော်တို့တွေမှာနောက်ထပ်လူငယ်တွေကစိတ်ပါဝင်စားစွာနဲ့ကြားမယ်ဆိုရင် license နဲ့ပြည့်ဖို့ရှိမယ်။အဲ့ဒီအရရဲမှုလူငယ်ဘယ်လိုများအခုညီပေးနိုင်လဲကျွန်တော်တို့တက်ပြမယ်။ပြောမယ်ခါကျွန်တော်တို့ဒီဆွေးနွေးပွဲမှာဆိုရင်ရဲမှုတွေကနေပြီးတော့ကျွန်တော်တို့တချို့မသိနိုင်တဲ့အကြောင်းအရာတွေပေါ့ ရင်းစည်းကမ်းလမ်းစည်းကမ်းတွေကိုကျွန်တော်တို့အသိပညာအဖြစ်တို့ကဆွေးနွေးပြီးမယ်ကျွန်တော်တို့ကမောင်းသွားစေကာလမှာဘလို့စည်းကမ်းနဲ့စနစ်တကျလိုက်နိုင်အောင်လေဆိုတာကိုကျွန်တော်တို့ဘုဒ္ဓတရားလိုက်မယ်ပြောလဲဒီဟောပြောဆွေးနွေးဘက်ကိုလူမှုကွန်ရက်အသင်းဖွဲ့20ကျော်ကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီးရဲမှုကံမြင့်ကိုရဲနာယကဦးနေဝင်းစော်နဲ့ကိုရဲဥက္ကဋ္ဌဦးခင်မဝင်းတို့ကဟောပြောဆွေးနွေးခဲ့ကြပါတယ်အဲ့ဒီထဲမှာ လူနာတင်ရင်တွင်နေနဲ့လူနာမပါပဲအချက်ပြမီဟောင်းနဲ့အဝေါ်သံအဆက်မပြတ်ဖွင့်လှစ်မောင်းနေမှုမရှိရေးတရားဝင်ပစ္စည်းတွေတည်ယူပို့ဆောင်မှုမပြုလို့ရန်လိုင်စင်မဲ့ရင်တွေအတုံးမပြုရင်ပတ်သက်တဲ့မော်တော်ယာဉ်ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေကို အသိပညာပေးဟောပြောခဲ့ပါတယ်တမန်တဲ့ပညာပေးလဲဗားပညာပေးလဲဆိုတော့ကျွန်တော်တို့ တော့ဒီမော်တော်ဆိုင်ကစီးနီးကမလိုက်နာမှာဖြစ်တယ်။တော့အော်တိုအဆောင်တာတွေအော်တိုဆောင်လို့ရှိရှိလေ။ဒီတိုင်းကျိုးတွေတတ်ဖို့နောက်တော့ဒီလိုလူလူကိုစိတ်လုံးကြီးစေမဲ့ကျွန်တော်ဆိုင်ကဟိုဟာဒီအစိုးတွေဖြုတ်စီတာအားလုံးဘလို့ဖို့ရဲ့။နောက်ကဆိုင်ကဒိုင်းစီစီကနဲ့ဒီဆိုင်ဒိုင်းစီတွေရရှိဖို့အတွက်ကိုကျွန်တော်တို့ကဒါကိုရှိလာမှာတော့အခုကလာမှာစတင်ပြီးဖြန်းစီမယ်။ဒီကလာမှာတော့အန်ဒီလိုဒီလိုလူတွေ နော်လိုက်လာကြပါရှိလာတော့ဒါတော့ပညာပေးကာလာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီကျွန်တော်ပြချင်တာကသူကကိုယ်ဝဲမောင်းမဲ့မတော်ရင်ဒါမှမဟုတ်ဆိုင်ကယ်ကိုတွန်းညင်းချင်းမောင်းနေတာကိုရက်သစားတောက်စားချင်းပြန်မှတ်တော့ဘောအပြိုင်မမောင်းဘူးရဲ့နောက်ကနော်ဟိုအဘဝယ်တယ်ပြုတယ်အချိန်ယူတယ်ဆိုလို့ရှိရင်အချိန်ကိုလျှော့ပြီးတော့နော်စီးနှံတကြလေးနဲ့မောင်းဖို့ပတ်ချမ်းပြီးချင်းညောင်မြို့နယ်ထဲမှာလူနာတင်ရင်နဲ့ နိုင်ရေးကူညီသင်းတွေကမော်တော်ယာဉ်အစီး20ဝန်းကျင်ရှိနေပါတယ်အခုတက်ဆက်ခဲ့တာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက IN Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်တွေမိမိတို့ရက်ဒီသားမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းဓာတ်ပုံဗီဒီယိုတွေကိုပေးပို့နိုင်ပါတယ်ခင်ဗျကျွန်တော်တော့ဆောမွေးပါ